မင်္ဂလာပါကျွန်တော်ဗီဒီယို file တစ်ခုဖွင့်ရမယ်ကျွန်တော်အနောက်မှာကြည့်ပါပါเนาะကျွန်တော်တို့အတွက်တေဘောဘုစကန်တစ်ခုတိန်းတာနေဘလောက်ထိလက်နဲ့တန်ဘောပေါင်းများစွာရလဲဆိုတာကြည့်ပါပါเนาะဟိုဘက်ရေကောက်ကောင်တွေတို့ဖုံးထောင်ပြီးတော့ပောက်ပန်း40ပြောတာမဟုတ်ဘူးเนาะအဲ့ဒါလို့ပြရတယ်တိတာတည်င်းဆိုတာဒီခဲရန်လက်နက်ကိုဝယ်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်းနဲ့ချီတန်ဖို့ရှိပါတယ်အဲ့တော့ဒီလက်နက်တွေဘယ်ရလက်နက်တွေလဲဆိုတော့ ၃နှစ်ကြာမှာထမှန်တင်းယူလိုက်တဲ့ KNU က၃နှစ်ကြာမှာထမှန်တင်းယူလိုက်တဲ့စစ်ကောင်စီရဲ့ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့တေဘောပိုစစ်ကောင်စီတပ်စခန်းကခဲယမ်းလက်နက်တွေဖြစ်ပါတယ်အဲ့တော့တေဘောပိုခဲယမ်းစခန်းကို KNU ဟာတင်းယူတဲ့နေရာမှာနော်စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်ကနီးမျိုးစုံနဲ့ခုခံတယ်ဘေးစခန်းကလည်းလက်နက်ကြီးပစ်ခုပစ်တယ်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာတွေရဟန့်အင်တွေနဲ့လည်းဘုံးတွေအထက်ထက်ကျဲတယ် ဒါပေမဲ့အဲ့လိုဂျင်းနေကြတဲ့ကနေ KNU နဲ့ PDF ပူးပေါင်းမဟာမိတ် တပ်ဖွဲ့တွေကတေဘောဘုတ်စခန်းကိုရအောင်တင်းယူခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလက်နက်တွေကိုကျွန်တော်တို့တော်လိုင်းဘက်မှာဝယ်မယ်ဆိုလို့ရှိရင်အင်မတန်ကိုထုံးကြံခြွေတာပြီးတော့ပြည်သူတွေခြွေနေစာတော်တော်စုပြီးဝယ်တော်မှရညင်မှရမယ်တန်ဖို့ဒါပေမဲ့လို့အခုလိုမျိုးတေဘောဘုတ်စခန်းမှာရှိတဲ့အဘာသားတွေကရက်ရက်ရော်ရော်ပေးလူရတဲ့အတွက်ကျွန်တော်တို့တော်လိုင်းဘက်ကရန်တုလက်နက်ကိုလက်နက်ဆိုပြီးရလာတာဖြစ်ပါတယ် ဲ့အတွက်အဘသားနေအလှလေးကိုလည်းဝမ်းမြောက်မှုမော်တာထုခေါ်ွားလို့ရပါတယ်နော်ကျွန်တော်တင်းလေးကိုအရင်ဖျက်ပြပါမယ်နော်တင်းလေးကိုအရင်နားထောင်ကြည့်ပါဦးကရင်ပြည်နယ်မြောက်ရီမြို့နယ်ကရင်မျိုးသားစီယုံ KNU တပ်မဟာ6နယ်မြေကြီးဒေဘောဘိုးစစ်ကောင်စီစခန်းကိုတော်နိုင်ရေးပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်စဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးက80ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်ကပြောတယ် ကယ်ယူပူပေါင်းတက်များသည့်မြန်မာထိုင်းနယ်စပ်တကြောရှိစစ်ကောင်စီတပ်စခန်းများကိုဆက်တိုက်သိမ်းပိုက်လျက်ရှိရဇွန်လ3ရက်တွင်တေဘောမိုးစခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်။စခန်းတိုင်းတိုက်ပွဲ၌စစ်ကောင်စီတပ်၄ချောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များအပေါ်ပြန်လည်ကျဲချမိ၍တေဆုံးထိခိုက်မှုများရှိခဲ့သည်ဟုလည်းအထက်ပါသတင်းမင်းကပြောတယ်။သူတို့အချင်းချင်းပြန်ကျဲမိတာတော့ရှိမှာပေါ့သူတို့လည်းထိကိုလည်းကိုလူလည်းထိမှာပေါ့အနေချင်းတော့ဟုကယ်ယူသတင်းမင်းကပြောတယ်။ ထိုင်းနယ်စပ်တိုက်ပွဲများကိုစောင့်ကြည့်သည့်တရင်များတင်ပေးနေတော့ထိုင်းနယ်စပ်တရင်ချင်းမြစ်ကလည်းစစ်တပ်က YAK 100တပ်ဒီ Y တွဲလေရင်များဖြင့်ပေဘောမိုးစခန်းမကြအောင်ပြစ်ကူပေးခဲ့ရဘုံမာကျင်းမိမှုမှာစစ်သားများကိုပိုထိနာစေခဲ့ကြောင်းရေးသားထားတယ်။ထိုင်းစစ်တပ်ကနယ်စပ်တွေလုံခြုံရေးဖြင့်အခြေအနေကိုအနီးကပ်စောင့်ကြည့်နေတယ် စကန်ဒိန်စစ်စင်ရေးကိုဇွန်လ3ရက်မနေ့9နာရီတွင်စတင်ခဲ့ရညနေ6နာရီတွင်အပြီးသက်သိမ်းဆိုင်ခဲ့ဟုသတင်းရင်းကပြောတယ်။တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရသူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်82ဦးအလင်းဝင်ခဲ့ပြီးစကန်ကုန်းပေါ်၌တေဆုံးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးရှိသည်ဟုသိရတယ်။လက်နက်ချတာ80ကျော်ပေါ့လက်နက်ခဲရတွေအများကြီးရတယ်။အဲ့ဒီလက်နက်ချတဲ့လူတွေကတော့သူတို့ကိုပြန်မောင်းထုတ်လိုက်ပြီးထိုင်းဘက်ကိုပို့လာပြီးတော့မြောက်ဒီပြန်ပို့လဲပို့ပေါ့။ ီဘက်မှာထားရင်လည်းနိုင်ငံတကာတီးချူဆောက်ရှောက်တဲ့အဖွဲ့အစည်းတွေကဘာမှလည်းမရှိတဲ့အခါကျတော့လေဟိုမှာလည်းမထားတော့ဘူးလေဟိုမှာထားတာလည်းယာကြော်နေပြီဟုကယန်ယူသတင်းမင်းကပြောတယ်လက်နက်ချစစ်ကောင်စီတပ်သားများထိုင်းဘက်ရောက်ရှိပြီးထိုင်းကစစ်ကောင်စီ၏ညောင်ဒီအခြေစိုက်ခလာရ2.5တို့ပြန်ပို့၍ပြန်ပို့သည့်အခြေအနေများပေါ်လဲကယန်ယူကတက်ဆက်ထားပြီးဖြစ်ကြောင်းကယန်ယူတပ်မှုများ၏သဘောထားကိုလည်း၎င်းကရှင်းပြတယ်တကယ်လို့မင်းတို့မင်းတို့နေရာပြန်မင်းတို့တက်တည်တဲ့နေရာပြန်မင်းတို့တကယ်လို့မကျင်နိုင်ရင်တခါထထချမော့ မြောက်ဒီမှာလည်းတစ်ခါပြန်ဆုံမှာပေါ့နော်နှစ်ခွန်ငါးပေါ့တစ်ခါပြန်ဆုံကြမှာပေါ့မင်းတို့မချင်နဲ့ရင်ဟို KNU တွေမြင့်တပ်ဖွဲ့မှုကလက်နဲ့ချလို့များအပြောပြောဆိုမှုကိုပြန်လည်ပြောပြတယ်ဒီဘောဘိုးစကန်စစ်ကောင်စီတကန်းဒီရခိုင်က KNU တပ်မ6ရင်အဓိကအရေးပါတဲ့ဝင်ငွေလမ်းကြောင်းဂိတ်တစ်ခုဖြစ်ပြီး1990ကျော်တွင်စစ်ကောင်စီကတိမ့်ပိုက်သွားခြင်းဖြစ်သည် KNLA PDM နဲ့ပူးပေါင်းတပ်များက2022ခုနှစ်တွင်မေလတွင်တိမ့်ပိုက်နိုင်ခဲ့တော်တဲ့နောက်ပိုင်းတွင်စစ်တပ်ကအင်အားများပြားဖြင့်ထိုးစစ်ဆင်လာ၍ တော်လှန်ရေးတပ်များပြန်ဆုပ်ပေးခဲ့ရခြင်းဖြစ်ပြီးတုံးသိအကြတွင်ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်လက်ရှိတွင်နေဆက်တစ်ခုလုံးပြန်သိမ်းပိုက်နိုင်ပြီဖြစ်၍ဒေတာကန်လူလူများပုံပုံလွတ်လပ်သွားသည်ဟုပြောပြတယ်လက်နက်ကန်ရန်သူမရှိတော့ရန်သူမရှိတဲ့အခါကျတော့တပွဲပဲရှိတဲ့အခါကျတော့ကျွန်တော်တို့ဘာသာကျွန်တော်တို့အုပ်ချုပ်တဲ့အခါကျတော့လူလူအတွက်ကောင်းလာတာပေါ့အဲ့ဒီမှာတန်တာကတော့ခိကလေပယ်တို့ဝော်လီတို့ဥက္ကိစ္စတို့နောက်တစ်ခုရှိသေးတယ်လေးခုပဲကြံတယ်အဲ့ဒီမှာဟိုကရန်ယူဒင်းကပြောတယ် ကရင်ဦးဆောင်ဒီတော်လိုင်းပူပေါင်းတက်ပြီးတမဟာ6နယ်မြေရှိစစ်ကောင်စီတပ်စခန်းများတိမ့်ပိုက်ပြီးစစ်စင်ရေးကိုမေလာတတိယပတ်တွင်အချိန်ပြေးခဲ့ရာမေလာ23ရက်တွင်ဘလက်ဒိုစခန်းမေလာ28ရက်တွင်ကနေလေးစခန်းမေလာ29ရက်တွင်ရွှေအင်းမြိုင်စခန်းမေလာ30ရက်တွင်ဘရင်အောင်စခန်းနှင့်မော်ခီစခန်းများကိုစစ်ပိုက်တိမ့်ပိုက်နိုင်ခဲ့တယ်ထို့မတိုင်ခင်ကရင်တမဟာ9ရက်ရှိ နေဆက်မှစစ်တပ်စခန်းများကိုလည်း TNN နဲ့ပူးပေါင်းတပ်များကစစ်လိုက်သိမ်းပိုက်ခဲ့တယ်လို့တမဟန်လေးတွင်လည်းနေဆက်မှအရေးပါလာတော့ ठी ကိနှင့်ထိထဗျူဟာစခန်းတို့ကိုလည်းသိမ်းပိုက်ထားတယ်စစ်ကောင်စီကမှကရင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍တလုံးတစ်ပါးသောများထုတ်ပြန်ခြင်းမရှိဘဲနှုတ်ဆက်နေတယ်ကဒါကတော့တုံးနှစ်အကြာမှပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့တေဘောဘုတ်စခန်းကအောင်ပွဲပဲဖြစ်တယ် နော်ရန်တို့လက်နဲ့ကိုလက်နဲ့ဆိုပြီးတော့တော်လိုင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်လာတာဒီနေ့ဒီပဲဖြစ်တယ်ဒါပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ရန်တို့ထမင်းလုတ်ကိုထမင်းလုတ်ဆိုပြီးတော့အလံပြူလက်နဲ့ချအညံ့ခံပြီးအသေးလဲမျိုးစိုးကြတယ်အခုကြတော့အဲ့ကောင်တွေကိုတွေးမနိုင်တော့ဘူးကျန်ရွတ်သွားမင်းတို့မင်းတို့ကိုပဲသွားမင်းတို့မကျင်နိုင်နောက်တစ်ပွဲထွက်တွေ့မယ်ဆိုပြီးထွက်လိုက်တာနော်အမှန်တကယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဒါဟိုစန္ဒအရပြောကြည့်မယ်ဆိုရင်တော့နော်မလွတ်ခိုင်းခြင်းဘူးဒီကောင်တွေကိုနော် ဒီစစ်ကောင်ဒီအသေးလက်ခုခံတိုက်ပြီးမှမခံနိုင်လို့လက်နဲ့ချတဲ့ကောင်မျိုးတွေကိုဘာအကြောင်းနဲ့မှလွတ်เสียမရှိဘူးလို့ထင်တယ်။ထိမ့်သိမ့်เสียဒီကောင်တွေတီးတန်းကိုလှုပ်ပြီးတော့ထိမ့်သိမ့်ထားနေတယ်။စဉ်းစဉ်းပြောရင်ထောင်ဝင်ချနေတယ်ဒီကောင်မျိုး။အဲတခုရှိတယ်မတိုက်ခင်တည်းကညှိနှိုင်းလာတယ်။နော်။အခုတေဘောဖို့စကမ်းမှာ30ကျော်သေးတယ်။ပထမတည်းကရှေ့စကမ်းတွေကိုတိုက်တာသိမ့်တာသူတို့တည့်ရဲ့သားနဲ့အဲ့ဒီအချိန်လေးကသူတို့ဆက်သွယ်ပြီးလက်နဲ့ချခဲ့ရင်အဲ့ဒီလူ30ကမသားပေါ်မလား။ရှင်းရှင်းလေး နော်ဒီဖြစ်ကောင်တွေရောခုနကပြောသူတို့ဘက်ကလင်ရဲ့ဘုံမကျဲဘလို့မထွက်ပေါက်မရှိတော့လို့မခံနိုင်တဲ့အဆုံးမှဒီ KNU PDF ဘူပေါင်းဖွဲ့တွေကိုသူတို့လက်နှက်ချတကယ်လားသူတို့မှအတိတရားရှိခဲ့ရင်အစကတည်းကဆက်တွေ့လာမယ်ဟုတ်တယ်မလားအခြားစကန်းတွေကြာသွားပြီအေးကျွန်တော်တို့ကအလင်းဝင်တော့မှဗျာနော်ပြည်သူအောက်ကိုအလင်းဝင်တော့မှစသဖြင့်ဆက်တွေ့ပြီးတော့ဒီလိုဝင်းလာတဲ့ဟာမျိုးကြိုက်သူတို့အတွက်ကိုတီးတန့်ကိုကူညီပေးပြီးတော့တွားချင်ရတွားလို့ခွင့်ပြုလိုက်တာတမျိုးဒီကောင်တွေကိုစေတနာထားဖို့မတန်တော့တာ ။ဘာဖြစ်လို့လဲ။မတော်လို့အဲ့ဒီသွားတိုက်တဲ့ပွဲမှာကိုယ့်ဘက်ကရဲဘော်တယောက်မတင်နဲ့အောင်ဒဏ်ရာတစ်ခုရတယ်မတန်ဘူး။အကောင်းပြောတာဘာဖြစ်လို့ဒီကောင်တွေကလူစရင်နဲ့တွင်းလို့ရတဲ့အဆင့်အတန်းမရှိတော့ဘူး။တတိုင်းမိလုံးကဘလို့ဖြစ်နေလဲ။ပြည်သူကဘလို့လက်မခံဘူးလဲ။ဒီအာနာစသိန်းတဲ့ကဒီအာနာသိမ့်မှုကတရားမဲ့အာနာသိမ့်မှုဥပဒေမဲ့အာနာသိမ့်မှုနိုင်ငံတော်ပုံကံမှုဒါကိုအတိတရားမဲ့စွာနဲ့အပေါ်ကအရာရှိကအမိတ်ပေးတိုင်းလုံချင်တိုင်းလုံနေတဲ့ကောင်မျိုးတွေကိုကျွန်တော်တို့တိုင်းပြည်အတွက်စံကုန်တယ်မြည်လေးတယ်ဗျ။နော် ပြစ်တန်ပြစ်တပ်လိုက်ပြစ်မတပ်ဘူးဆိုထောင်ချပလိုက်ဒီကောင်တွေကိုထိုက်တဲ့အပြစ်တန်ပေးမှရမယ်အဲ့လိုမချပြန်ရင်ဘာဖြစ်မလဲအခုလွတ်လိုက်နော်ဟိုမှာအင်အားတော့ဖြစ်ပြန်ပြီဟိုဘက်မှာအင်အားတော့ဖြစ်ဟိုဘက်ကရဲဘော်တွေပြန်တိုက်ကြပြန်ပြီဒီခွေးတွေနော်သူတို့ကဘယ်လိုပြောမလဲကြံရည်လိုပဲစစ်ဘူချုပ်တွေကဒီအောက်မှာရှိတဲ့စစ်သားတွေကိုမသေးမရှင်းတိုက်ခိုင်းမှာဘယ်အထိလဲမသေးမချင်းတိုက်ခိုင်းမှာဒီဘက်စကန်းကတိုက်လို့စကန်းသိမ်းပြီးတော့နော်ခွေးလို့နွားလို့မောင်းထုတ်ပြီးလွတ်လိုက်နော်စုတ်ပြတ်တတ်တဲ့ရုပ်နဲ့နောက်စကန်းတစ်ခုမှတွားဆုတ်ကြ တမန်ဖတ်ထုတ်ပေးမယ်ရော့အင်းသွားပြန်တိုက်မသိမရှင်းတိုက်ခိုင်းမှာနော်ဒီကောင်လေးကလည်းမသိမရှင်းကိုအသေးခံပြီးတိုက်ပြန်မှာဆိုတော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့တိုင်းပြည်အတွက်ကစံကုန်တယ်မြေလေးတယ်နော်အခုဆိုရင်ကရင်ပြည်နယ်နယ်စပ်မှာတောက်လျှောက်တွေတိမ့်လာတာအားလုံးအတီပဲဖြစ်တယ်ဒီတမန်လေးပိုင်းတီခီနော်တီခီစကန်နေအဲ့ဒီကစပြီးတော့တိမ့်လိုက်တာအခုတမန်ခွန်တမန်ငါတမန်6အကုန်လုံးတိမ့်နေကြတယ် အဲ့တော့ဒီတကြောမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဆက်သွယ်လာဖို့ဟုတ်တယ်မလားဒီနေ့ခေတ်ကသူတို့ဟိုအောက်ကရဲဘော်တွေအနေနဲ့ဖုံးမတုံးရင်တောင်မှတက်ဆက်မှုတက်ခွဲမှုတို့တက်ရင်မှုတို့ဟုတ်လားဗျူဟာမှုတို့စတဲ့ဖြင့်ဒီစခန်းမှာရှိတဲ့အကြီးဆုံးကောင်တွေကတော့လေဘလို့ပဲဖြစ်ဖြစ်ဖုံးရတော့တုံးမှာပဲဖုံးတုံးပြီဆိုတော့ကိုယ့်ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲပြည်သူကဘလို့လဲဒါတိရမယ်လေဟုတ်တယ်မလားအဲ့လိုတိရတိတိလာမယ်ဆိုရင်ဘယ်နည်းကပြောပြည်သူနဲ့ဆက်သွယ်နော်ရန်အငွေ့မထွက်ပဲနဲ့ ဒီစကိုင်းတစ်ခုရဲ့ပြည့်တနာပြီးွားမှဆိုရင်အားလုံးတို့မကောင်းဘူးလားနော်တကယ်တော့ဘယ်ဘက်ကပဲတည်တည်သူတို့ကလူစိတ်ရှိမှဆိုရင် စစ်ကောင်စီဘက်ကတည်လဲဒီတိုင်းပြည်ရဲ့ပြည်သူပဲတော်လှန်ရေးဘက်ကတည်လဲဒီတိုင်းပြည်ရဲ့ပြည်သူပဲကရင်ရောပမာမွန်ရောရခိုင်ရောရှမ်းရောဒီနေ့ခေတ်မှာအားလုံးဟာနော်ဒီတိုင်းပြည်ရဲ့ပြည်သူတွေကြီးပဲဘသူပဲတည်တည်ရခိုင်မှာတိုက်ပွဲဖြစ်ကြတယ်နော်စစ်ကောင်စီတိမ့်မိတယ်နော်ကိုတော်လှန်ရေးရခိုင်တပ်တော်အေအေနဲ့ပူးပေါင်းဖွဲ့တွေဘက်ကလည်းထိခိုက်ဒဏ်ရာကြဆုံးတာရှိတာပဲ ဘယ်လိုပဲကြကြအဲ့တော့အဲ့လိုလေကြဆုံးမှုတွေမရှိအောင်ပြည်သူစံနာအတိုင်းစောစီးစီးကြီးကပူပေါင်းလိုက်မယ်ဆိုဒီပြဿနာပြီးသွားပြီဒါပေမဲ့ဒီကောင်တွေပူပေါင်းလာဒီကောင်တွေအတိတ်ကမေးကြည့်အခုလက်နဲ့ချတဲ့ကောင်တွေမေးကြည့်နော်ထိုင်စကားပြောကြည့်အကောင်တွေနဲ့အကောင်တွေမှာအတိတ်ကရှိလာတော့အကြောက်တရားပဲရှိတယ်နော်လောဆယ်လက်နဲ့ချတယ်ဆိုတော့လောဆယ်နီးရသားကိုသူတို့ကြောက်လိုက်တာနော်နီးရတနတ်ပြောင်းကိုသူတို့ကြောက်လိုက်တာအဲဒီတနတ်ပြောင်းနဲ့ဝေဝိုင်းရင်ဒီတနတ်ပြောင်းကိုသူတို့မကြောက်တော့ဘူးနောက်တနတ်ပြောင်းကိုသူတို့ကြောက်လိုက်တယ် တော့တိုင်းပြည်အတွက်ကပြလောကကြီးမှာလူဆိုတဲ့တရားတစ်ခုဖြစ်လာတယ်ဆိုတာကတရားတွေအားလုံးထဲမှာအတိညာဉ်မြင့်မားလို့ဘယ်နေရာမြင့်မားလဲအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးအမားနဲ့အမှန်ခွဲခြားနိုင်လို့လူလို့တတ်မှတ်ပြီးတော့တရားတွေအားလုံးအပေါ်ဆုံးမှာရောက်နေတာနော်အဲ့တော့ပကုံးနှစ်ဖက်ချမ်းခေါင်းထွက်ပြီးနော်လူစကားပြောတိုင်းလူလို့တတ်မှတ်လို့မရဘူး အကောင်ဆိုအကြောင်းကျိုးအမှားမှန်တော့ခွဲခြားမနိုင်ဘဲနဲ့လောကကြီးအတွက်သူ့လူနေရာလို့ဝင်ယူမယ်ဆိုအဲ့လိုအကောင်မျိုးတွေကိုလူနေရာမှာမထားတာအကောင်ဆုံးပဲရှင်းရှင်းပြောတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကဘာကြောက်ဒီစစ်ပွဲတွေကြားထဲမှာနုံနှစ်နေရတာလေဘယင်ယူဆိုတဲ့မင်းအောင်နိုင်ကိုလည်းကျွန်တော်တို့ထိုင်စဲနေတာမေလို့မင်းအောင်နိုင်အာနာတိတ်လို့မင်းအောင်နိုင်တယောက်ထဲအာနာတိတ်လို့မရဘူးလေဗျာစဉ်းစားကြည့်လေဟုတ်တယ်မလားရလားမင်းအောင်နိုင်ရဲ့စိုးမွေးရဲ့နှစ်ယောက်ထဲအာနာတိတ်လို့ရလားကထလက်ရှိစစ်ကောင်စီခေါင်းဆောင်ပိုင်းအကောင်လုံးပေါင်းပြီးအာနာတိတ်လို့ရလားမရဘူး ဲ့ဒီဘယင်ယူတွေကိုလုံးချင်တိုင်းလုံးခွင့်ရဖို့အတွက်အောက်ကဒလုံမျိုးမေလို့ကျွန်ယူတွေကြောင့်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့တကယ့်ရန်သူဟာအဲ့ဒီကျွန်ယူတွေဒါကြောင့်မလို့အဲ့ဒီကျွန်ယူတဲ့အလုပ်ကိုလုံးဘယ်သူပဲလုံးလို့ရှင်းလို့ပြလိုက်ရှုပ်လို့ကျွန်တော်လုံးကျွန်တော်ရှင်းပြလိုက်ရှင်းရှင်းလေးအဲ့တော့ဘယင်ယူတွေဒီတိုင်းပြည်မှာတကောင်ပြီးတကောင်ထွက်ပေါ်လာတာအဲ့ဒီကျွန်ယူတွေရှိနေလို့ပဲနော်ဒီကျွန်ယူတွေကမရှိကြည့်နေဝင်းနဲ့အာနာတိတ်လို့မရဘူးစောမောင်နဲ့အာနာတိတ်လို့မရဘူးနော်တန်းရွှေကြီးလည်းနှစ်ပေါင်းများစွာအောက်ထုတ်လို့မရဘူး နော်အခုမင်းအောင်လှိုင်မေလိုးလဲအာနာသိမ့်ဖို့နေတတနော်အနားအောင်ကတ်လို့မရဘူးဘာဖြစ်လို့လဲဒီကျွန်ယူးတွေရှိနေတူအဲ့တော့ကျွန်တော်တို့တိုင်းပြည်တော်ကတော့ဒီကျွန်ယူးတွေကတကယ်အမှိုက်ထုတ်နေပဲနော်ကျွန်တော်ကတော့မတနာဘူးအဲ့တော့လူသားချင်းစာနာတာမစာနာဆိုတဲ့စကားကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကောင်းစဉ်ကိုတည်းကလူသားချင်းစာနာတာဗျလူတို့အတိတ်တရားမဲ့နေတဲ့ကောင်းတွေကိုစာနာစရာမလိုဘူးနော်အဲ့တော့အောက်ကညီကိုတွေကျွန်တော်ပြောချင်တာကတို့ကောင်းစဉ်ကလူသားချင်းစာနာထောက်ထားမှုနော်လူမဟုတ်တဲ့ကောင်းတွေကိုမစာနာနဲ့လို့ဖုတ်လိုက်